ရန်နီမန်အဖွဲ့ဝင်တောင်းချီဟိုနဲ့ကင်ဂျုံကူရိုရဲ့ဆက်ဆံရေးနှစ်ပေါင်းများစွာလောက်ပေါ်ကိုင်းမဲ့ငွေချင်းတွေအဖြစ်အတူရှိကြတဲ့စောင်းချီဟိုနဲ့ကင်ဂျုံကူရိုရဲ့ဆက်ဆံရေးဟာရန်နီမန်ပရိသတ်တွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးခေါင်းစဉ်တစ်ခုပါရှိုးစားတဲ့အချိန်မှာဂျီဟိုဟာရှိုးရဲ့တူဦးလေးသောအမျိုးသမီးဖြစ်တာကြောင့်လူလူဖြစ်နေတဲ့မမတော်တော်များဟာသူနဲ့အပြော်သဘောလက်လိုက်နေလောက်ခဲ့တာမျိုးရှိပါတယ်အထူးသဖြင့်ရှိုးစားပိုင်းမှာပါလာတဲ့မင်းသားစောင်းချိုကီနဲ့ဆိုရင်ဆောင်းဆောင်အတွဲလေးအဖြစ်လောက်ခဲ့တာမျိုးရှိသလို ရှိုးရဲ့နာမည်အကြီးဆုံးလက်လိုက်ဖြစ်တဲ့မန်ဒီကပယ်အဖြစ်စောင့်ကြည့်ဖို့နဲ့ဂန်ဂယ်ရီတို့ကလုပ်ခဲ့တာမျိုးရှိပါတယ်။မန်ဒီကပယ်အတွက်ဟာရှိုးမှာနာမည်အကြီးဆုံးအတွက်ဖြစ်လာတာကြောင့်တခြားလက်လိုက်တွေဟာအလိုအလျောက်သိမရှိတော့တာမျိုးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဂယ်ရီထွက်သွားတာကြောင့်လက်လိုက်ဟာရေရရမရှိတော့ပဲအသင့်ဝင်လာတဲ့ဂျောင်ဆိုမင်းနဲ့ရန်စဲချန်းတို့ကပဲလက်လိုက်အသစ်သဘောမျိုးလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာပြိသက်တွေအားပေးတာကိုအများကြီးရတာမျိုးမရှိခဲ့ပါဘူး။ ရှောတွင်းကအဖွဲ့ဝင်တွေရဲ့ယင်းနေမှုနဲ့ဆက်ဆံရေးတွေကိုသိနေကြတဲ့ပြည်သက်တီဟာတပြေးပြေးနဲ့လက်လိုက်အစ်စ်တစ်ခုကိုထပ်ပြီးဖန်တီလာကြပါတယ်။စပါတာရာဇယ်လို့ခေါ်တဲ့ကင်ဆုံးကုနဲ့စောင်းချီအိုတို့ရဲ့လက်လိုက်ဟာမန်ဒီကပ်ဘဲလက်လိုက်ပြီးနောက်မှာတော့ပြည်သက်တီအတော်လေးအားပေးခဲ့တဲ့အတွဲဖြစ်လာခဲ့ပါတယ်။ရှောတွင်းမှာအားအကြီးဆုံးလို့သတ်မှတ်ကြတဲ့စပါတာကင်ဆုံးကုနဲ့မိန်းကလေးဖြစ်ပေမဲ့ကံအကောင်းဆုံးသူဖြစ်တယ်လို့တစားပြိုသားမန်မာရီတောင်မလုံနိုင်တဲ့အလုပ်တွေကိုတော့အေးဆေးလုပ်နိုင်တဲ့စောင်းချီအိုကို အေးစီးလို့သတ်မှတ်ပြီးအခုလိုမျိုးလက်လိုင်းလေးဖန်တီးခဲ့ကြတာပါဒီလက်လိုင်းဟာအမှန်တော့ရှိုးစားမှာကလေးကရှိနေပေမယ့်တခြားလက်လိုင်းတွေပုံနာမည်ကြီးလာတာကြောင့်တိတ်ပြီးမတွေ့ရတော့တာပါဂျုံကူဟာဂျီဟိုကိုတခြားဧည့်သည်မိန်းကလေးတွေလိုမျိုးညာတာတာမျိုးမရှိပေမယ့်ဂျီဟိုကလည်းတခြားကစားပွဲတွေမှာဆိုရင်ဂျုံကူကိုပါအနာရအောင်ကစားနိုင်ခဲ့တဲ့သူပါသူတို့နှစ်ယောက်ဟာရှိုးမှာအတူတဲတာမျိုးတိတ်ပြီးမရှိပေမယ့် ပြင်ပဘွားမှာအတော်လေးခင်မရင်းနှီးကြသူတွေပဲဖြစ်ပါတယ်။ဂျီဟိုဟာအချောင်းဘွဲဝင်တွေကိုချစ်တယ်လို့မျိုးပဲ။ဂျုံကူကိုလည်းရှိုးသွစ်တွေမှာပါရင်လိုက်ပါအားပေးတာမျိုး။ဂျုံကူပျော်ပေပွဲတွေလှုပ်ရင်ကိုတိုင်ကိုကြောင့်တကူတကလာရောက်အားပေးတာမျိုးလုပ်တတ်ပါသေးတယ်။သူတို့နှစ်ယောက်သားကလက်လိုက်ကိုအားပေးဆုံးကတော့ရန်နီမန်အဖွဲ့ဝင်တွေဖြစ်တဲ့ဟာဟာနဲ့ယူကျဲစောတို့ဖြစ်ပါတယ်။ယူကျဲစောဟာဆိုရင်ဂျုံကူနဲ့ဂျီဟိုကိုအတော်လေးသဘောတူပြီးတော့နှစ်ယောက်သားကိုအခွင့်အရေးရရတယ်လို့မျိုးအရောက်ပိုးလေးရှိတဲ့သူပါ။ ဟာဟာကလည်းသူတို့နှစ်ယောက်ကိုအခွင့်ရရတာနဲ့ပေးစားလေးရှိပြီးတော့နှစ်ယောက်သားကိုတွဲမြင်လိုက်တိုင်းတပြုံးပြုံးနဲ့အရောက်ပို့တတ်ပါတယ်။အဖွဲ့ဝင်တွေကဒီလိုလောက်ကြတာနဲ့ပတ်သက်ပြီးဂျီဟိုကသူ့အမြင်ကိုအင်တာဗျူးတစ်ခုမှာဖြေထားမှုပါတယ်။သူအနေနဲ့အစာပိုင်းမှာတကယ့်အကိုလိုမျိုးရင်းနေရတဲ့ဂျုံကူနဲ့လက်လိုက်လောက်ကြတာကိုအတော်လေးအနေခက်ခဲကြောင်းဂျုံကူနဲ့မောင်နှမလိုနေတာဟာဆယ်စုနှစ်ကြာနေပြီဖြစ်တာကြောင့်အခုလိုမျိုးလက်လိုက်ပြစ်လာတာကိုမမျှော်လင့်ထားကြောင်းပြောခဲ့ပါဗျ ဒါပေမဲ့နောက်ပိုင်းမှာတော့ဂျီဟိုကိုတိုင်ရှိုးအတွင်းမှာပဲဂျုံကူကိုစောင့်နောက်ပြီးတော့လက်လိုင်းကိုလိုလိုလားလားပူပေါင်းလာတာကြောင့်ပရိသတ်တွေကသဘောကျခဲ့ရပါတယ်။အထူးသဖြင့်ဂျီဟိုဟာသူ့ရဲ့မိန်းကလေးဆန်တဲ့ပုံရိပ်တွေကိုတိတ်ထုတ်ပြလိမ့်မရှိပေမယ့်ဂျုံကူနဲ့ဆိုရင်စိတ်ဆိုးစိတ်ကောက်ဖြစ်တာလေးတွေကိုပါလှုပ်လိရှိတာကြောင့်တခြားမမတွေကတော့တခါတလေအံ့ဩလာရတာပါ။ဒါအပြင်ဂျုံကူဟာဂျီဟိုရဲ့ခွေးလေးအပါအဝင် မိသားစုဝင်တွေအကြောင်းဂျီဟိုရဲ့နေ့စဉ်ဘဝအဖြစ်အပျက်တော်တော်များများကိုပါသိတာကြောင့် ယူကျဲစောနဲ့ဟာဟာဟာသူတို့နှစ်ယောက်ကို ရှိုးတွင်းမှာအများကြီးစားနောက်ကြပြီးတော့စပါတာရာဇယ်ရှိရဲ့ကပရိန်နေဖြစ်နေခဲ့ကြတာပါဟာဟာဟာရန်နီရှိုးကတခြင်းဗီဒီယိုတစ်ခုမှာသူတို့နှစ်ယောက်ကိုလင်မယားတွေအဖြစ်ပါသရုပ်ဆောင်ခိုင်းခဲ့ပြီးတော့စပါတာရာဇယ်ရှိကိုအကောင့်ထဲပေါ်ပေးခဲ့တာပါဂျုံကူဟာလည်းအစပိုင်းမှာဂျီဟိုနဲ့စားနောက်ကြရင်ဟန်တားတာမျိုးလုပ်ခဲ့ပေးမယ်နောက်ပိုင်းမှာတော့အသာတကြီးပဲလက်ခံလိုက်ပြီးတော့ရီယုံပဲရီခဲ့တော့တာပါဒါပေမဲ့ကင်ဆုံးခုနဲ့စောင်းဂျီဟိုဟာ ချစ်သူတွေဖြစ်လာဖို့ပြင်နိုင်ခြင်းမရှိဘူးလို့ Randyman အဖွဲ့ဝင်တချို့ကပြောပါတယ်။အကြောင်းကတော့နှစ်ယောက်သားဟာတငယ်ချင်းတွေလိုမျိုးတော့မဟုတ်ပဲမောင်နှမတွေလိုမျိုးစနေကြော်ကြနေကြလာတဲ့အပြင်နှစ်ယောက်သားဟာတယောက်အကြောင်းတယောက်လုံးဝသိနေတာအကြောင်းပါ။ဒါအပြင်သူတို့နှစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေဟာအတော်လေးဆန့်ကျင်ဘက်ဖြစ်နေတာအကြောင်းနှစ်ယောက်သားသာလက်ထပ်မယ်ဆိုရင်ဒူဘိုင်ဆိုင်သမျှကိုလက်ဖွဲ့မယ်ဆိုပြီးတော့ရှိုးရဲ့အသက်အကြီးဆုံးအဖွဲ့ဝင်ဂျီဆော့ဂျင်ကပြောခဲ့ပူပါတယ်။ဒါပေမဲ့ဂျုံခုအမေကိုတိုင်းကလည်း သူ့ချွေးမသာစောင်းကြည့်ဖို့ဖြစ်မယ်ဆိုရင် အများကြီးပြောမှဖြစ်ကြောင်းရှိုးတစ်ခုမှပြောခဲ့မှုပါတယ်။ဂျုံကူကိုတိုင်းကလည်းသူ့အနေနဲ့ဒီစပါတာရာဆယ်ရှစ်ကိုသဘောမကျကြောင်းမပြောခဲ့ဘူးသလိုတခါတလေကြီးဟိုအပေါ်ကိုချစ်စရာကောင်းတဲ့အပြုအမူတွေပြတာမျိုးလုပ်ဖူးပါသေးတယ်။နှစ်ယောက်စလုံးဟာအသက်40ကျော်ဝန်းကျင်ရောက်လာပြီးတော့အိမ်တော်ပြုမဲ့အကြောင်းအရာကိုဆွေးနွေးလာခဲ့တာကြောင့်ရိတ်သက်တွေကတော့နှစ်ယောက်သာတကယ်အတွဲဖြစ်သွားရင်ဘယ်လောက်တောင်ကမ်းမလဲဆိုပြီးတော့မျှော်လင့်နေကြပါတယ်။